အားလုံးပဲမင်္ဂလာပါခင်ဗျာချင်းသေးတွေအကြောင်းကိုပြောကြမယ်ဆိုရင်ဒါကျွန်တော်တို့ ਨੇ တိတ်ပြီးရမ်းမစိမ့်မှုပေါ့နော်ချင်းသေးတွေကိုကျွန်တော်တို့ငငယ်ကလေးရင်းချင်းသင်္ကေတတွေဖြစ်တိခဲ့ကြတာပါချင်းသေးတွေဟာတားရဲတွေဖြစ်ကြပြီးတောရင်တွေလို့လည်းခေါ်ကြပါချင်းသေးတွေရဲ့အကြောင်းကိုပြောကြပြီးဆိုရင် သူတို့ရဲ့သဘာဝဖြစ်စဉ်တွေကိုပြောကြတာထက်သူတို့ရဲ့ရင်းချင်းတွေခွန်အားတွေဒဏ္ဍာရီဆန်ဆန်တွေကိုပြောကြတာပုံများပါတယ်အခုကျွန်တော်ကချင်းသေးတွေရဲ့သဘာဝဇီဝဖြစ်စဉ်တွေကိုပြောပြမှာချင်းသေးတွေရဲ့သိပ္ပံနာမည်ကတော့ပန်တယ်ရာလီယိုလို့ခေါ်ကြပါတယ် သူတို့ရဲ့အထူးခြားဆုံးသင်္ကေတတွေကတော့လေဇံမိုးတွေနဲ့ဟင်းဟောက်တာတွေပါသူတို့ရဲ့ဟင်းဟောက်တန်တွေကို9မိုင်ပတ်လည်လောက်ကထိကိုကြားနိုင်ပါတယ်အနက်ခံအာယုံကလည်းသူတို့ရဲ့စွမ်းရည်တစ်ခုပါပဲခញ្ញန်လာပါတဲ့လေဇံမိုးတွေနဲ့တုတ်ခိုင်ကြစ်လက်တဲ့ခန္ဓာကိုယ်တွေကိုပိုင်ဆိုင်ထားကြပါတယ်ဒါကြောင့်မို့လဲခေဆက်ဆက်လူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရပြီးရရင်ချင်းရဲ့သင်္ကေတအဖြစ်ဂုံပြူလာကြကြတာပဲဖြစ်ပါတယ်ရှင်သေးတွေဟာကျွန်တော်တို့အတွက်အားရတဲ့ကောင်ထက်ပိုပါတယ်အခုရှင်သေးတွေရဲ့တကယ်လက်တွေ့ဘွားတွေကိုခဏလာဝင်ကြည့်အောင် ရှင်သေးတွေဟာကြောင်မျိုးနွယ်ဝင်နေဆိုတာတော့တော်တော်များများသိကြမှာပါကြားတွေကျက်တစ်တွေဂျာကွားတွေနှင်းကျက်တစ်တွေအကြောင်မျိုးနွယ်ဝင်နေဖြစ်ကြပြီးခိန်ဟောင်းနိုင်ကြတဲ့အကြောင်ကြီးမျိုးနွယ်ဝင်နေပဲဖြစ်ပါတယ်။အရင်သိပ္ပံပညာရှင်တွေကတော့ချင်းသိမျိုးဝဲပေါင်း12မျိုးလောက်ရှိတယ်လို့သတ်မှတ်ခဲ့ကြပါတယ်။2018ခုနှစ်အရောက်မှာတော့ DNA တွေကိုတခြားလေ့လာပြီးစစ်တမ်းတစ်ခုထွက်လာပါတယ်။အဲဒီအချိန်မှာတော့ချင်းသိမျိုးဝဲ2မျိုးပဲရှိတယ်လို့ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။အဲဒီမျိုးကွဲနှစ်ခုကတော့ ဖန်တဲရာလီယိုလီယိုနဲ့ဖန်တဲရာလီယိုမဂျင်တာတွေပဲဖြစ်ပါတယ်ဖန်တဲရာလီယိုလီယိုတွေကအာဖရိကအနောက်ပိုင်းနဲ့အလယ်ပိုင်းမှာအစိမ့်စိမ့်မော်မော်ကွဲနေတဲ့အနေအထားတွေနဲ့တွေ့ရပါတယ်သူတို့ကိုမြောက်ပိုင်းချင်းလေးတွေလို့ခေါ်ကြပြီးတော့မျိုးတုံးမှုအန်ဒီယန်နဲ့လည်းရင်ဆိုင်နေရပါတယ်တောင်ပိုင်းချင်းလေးတွေဖြစ်တဲ့ဖန်တဲရာလီယိုမဂျင်တာတွေကတော့ ကညာလွန်ပြင်နဲ့အာဖရိကအရှိတောင်ပိုင်းတွေမှာအရေးအတွက်များများဆဆကိုတွေ့ရပါတယ်။ချင်းသေးတွေဟာကမ္ဘာပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း3တသမ2တန်းကတည်းကရှိခဲ့ကြတာပါ။ခဲဆက်ဆက်မျိုးပြည်သားတွေပြောင်းလဲလာပြီးရှင်ကဲပြောင်းလဲမှုတွေနဲ့ရှင်သန်လာခဲ့ကြတာဖြစ်ပါတယ်။ဖန်တရာမျိုးတွေကိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း7တန်းလောက်ကဘုံဘိုးဘေးတကောင်ကြီးဆင်းသက်လာတယ်လို့ဆိုပါတယ်။သူ့ရင်ချင်းသေးမျိုးဝဲတွေလည်းအများကြီးရှိခဲ့ပူပါတယ်။အကောင်လည်းပိုကြီးကြပါတယ်။ ဒါပေမဲ့မျိုးတုံးပြောက်ွယ်သွားပြီလည်းဖြစ်ပါတယ်။အခုတော့ဖန်သေရာမျိုးစိတ်တစ်ခုတည်းကိုပြန်ထားနိုင်ကြတော့တာဖြစ်ပါတယ်။ဒီတော့ဖန်သေရာရှင်သေးတွေရဲ့နေထိုင်ရာကိုလေ့လာကြည့်အောင်။ရှင်သေးတွေရဲ့ကြီးစိုးပြန့်နှံ့မှုက အရန်ကိုကျေပြန်လုံးပါတယ်။ကုန်းဒီနူးတိုက်တရဝါတွေထဲမှာလူတွေပြီးရင်ချင်းလေးတွေကပြန်နဲ့နေထိုင်မှုအကြီးဆုံးလို့ပြောရမှာပါ။အေဒီတရာလောက်မှာတော့ဝေဟောပါချင်းလေးတွေမျိုးတုံးခဲ့ပြီးအရှေ့အလယ်ပိုင်းနဲ့မြောက်အာဖရိကချင်းလေးတွေဟာလည်းတိတိတတ်တာကိုအကောင်အညီရာစုနှစ်နဲ့အတွင်းမှာထိုးကြလာပါတယ်။အခုချိန်မှာတော့သူတို့ကျက်စားရနေရာရဲ့64ရာခိုင်နှုန်းကိုဆုံးရှုံးသွားပြီပဲဖြစ်ပါတယ်။ဒါလူကြီးကြောင့်လည်းပါတာပေါ့နော်။ယနေ့ခေတ်ရဲ့ချင်းသေးတွေကျက်စားရနေရာတွေကတော့သာဘာမြက်ခင်းပြင်းနေတဲ့အာဖရိကအနောက်ပိုင်းနဲ့အလယ်ပိုင်းတွေမှာပဲရှိတော့ပါတယ်။ တရာစတူရန်မီတာမှာ12ကောင်တိနေထိုင်တတ်ကြပြီအစာရည်သာရှားပါပြီ6တွေးတဲ့နေရာတွေမှာတော့တရာစတူရန်မီတာမှာတကောင်အောက်သာတွေးနိုင်ပါတော့တယ်ရှင်သေးတွေဟာသူတို့သားကောင်တွေရဲ့အနက်ရာသီဥတုရေနဲ့အစာရည်သာပေါင်းများတဲ့နေရာတွေကိုတတ်မှတ်ပြီးတော့ရှူပြောင်းနေထိုင်ကြရပါတယ်ရှင်သေးတွေရဲ့ခန္ဓာကိုယ်ကသားရဲတကောင်ရဲ့ခန္ဓာကိုယ်နဲ့ဖွဲ့စည်းထားတာမို့လို့ကြားပြီးရင်ကဘာပေါ်မှာအကြီးဆုံးကြောင်ကြီးမျိုးစိတ်တွေလည်းဖြစ်ပါတယ်အထီးနဲ့မှရရွယ်စားလည်းတိတိတသားကိုကွာခြားလွန်ပါတယ်အထီးတွေဟာပေါင်330ရာတွေ950လောက်တိရှိတတ်ကြပြီးအမရွယ်ကတော့ပေါင်160ရာ တွေပေါင်း400လောက်ထိသာရှိတတ်ကြပါတယ်အထီးရီယာနေမီအတွက်တိုက်ခတ်တတ်ကြပြီးအမားတွေကတော့အမဲလိုက်ခြင်းနဲ့တားပေါက်တွေကိုကာဝယ်ခြင်းနဲ့မှတောင်းဝန်ခွဲယူထားကြပါတယ် ရှင်သေးတွေမှာပါတဲ့လေသာမွေးတွေကသူတို့အတွက်ခံညာလာပါဖို့တသက်တယ်မဟုတ်ပါဘူး။မင်းနဲ့ပြီးထူထဲတဲ့လေသာမွေးတွေကသူတို့ကိုတိုက်ခတ်လို့စိတ်နဲ့ကြမ်းမာရေးကိုပါထူဖော်ပြနေပါတယ်။အမတွေရဲ့စိတ်ဝင်စားခြင်းကိုလည်းဒီလေသာမွေးတွေကြောင့်ပဲရရှိတာဖြစ်ပါတယ်။လေသာမွေးတွေကိုကြိလိုက်တာနဲ့ဒီရှင်သေးရနေမီအတွက်လည်းရဲစဲရတိုက်ခတ်ရဲတဲ့အကောင်ဟုတ်မဟုတ်ကိုတခြားရှင်သေးတွေကမြင်တာနဲ့ချက်ချင်းသိနိုင်ပါတယ်။နောက်ပြီးသူတို့ရဲ့ဟင်းဟောက်တန်မှာ114ဒဇီဘယ်လောက်ရှိတဲ့ဟင်းဟောက်တန်ကအခုခေတ်တီဝိုင်းနာကိုကတ်နားထောင်ရတာလောက်ကိုကျဲပါတယ် ဒါတော်တော်ကျဲတဲ့အတန်လို့ပြောလို့ရပါတယ်ထုတ်လိုက်သွင်းလိုက်လုံနိုင်တဲ့လက်သေးတွေလည်းရှိပါတယ်အကောင်တစ်ကောင်ကိုလဲကြနိုင်အောင်ဒီရိုက်နိုင်တဲ့လမောင်းအားလည်းအရင်ကောင်းပါတယ်သုံးလမလောက်ရှိတဲ့သွားတွေကိုလည်းပိုင်ဆိုင်ထားပါတယ်650 PI ဆိုင်လောက်ကြီးကိုက်နိုင်တဲ့မေးဦးတွေကိုလည်းပိုင်ဆိုင်ထားပါတယ်ညာဘက်မှာမြင်နိုင်တဲ့မျက်လုံးတွေရှိပြီးအနောက်ခံအာယုံကလည်းအတော်လေးကိုကောင်းပါတယ်ပူပြင်းတဲ့ရာသီဥတုမှာတရက်ကိုနာရီ20လောက်ထိအနားယူတတ်ပါတယ်ကိုယ်အပူချိန်ကြီးဖို့အတွက်ပါဇက်ကားထိပြီးတော့ခွေးလိုပဲအပူချိန်ကိုထိန်းကြီးတတ်ပါတယ် ရှင်သေးတွေဟာအဖွဲ့အစည်းနဲ့နေတဲ့တာယောတွေပဲဖြစ်ပါတယ်။အများအားတူရှိနေတာမျိုးတော့မဟုတ်ပါဘူး။အသားကောင်းရှာတဲ့အခါမျိုးတွေ၊မိလိုက်တဲ့အခါမျိုးတွေ၊မသိမပြတ်တဲ့အခါမျိုးတွေမှာတော့အုပ်စုကတွေရက်တော့ကြခွဲခွာသွားတတ်ကြပါတယ်။ရှင်သေးအမားတွေဟာအုပ်စုမပြိုကွဲဖို့အတွက်အထူးကြတဲ့အုပ်ထင်းသူတွေဖြစ်ကြပါတယ်။သူတို့ကပဲအထူးကအမဲလိုက်ကြသူတွေပဲဖြစ်ပါတယ်။တကောင်နဲ့တကောင်ရိုင်းမဲကူညီတတ်ကြပါတယ်။ရှင်သေးအထီးတွေကတော့အထီးတွေကြီးစုပြီးအုပ်စုဖွဲ့နေတတ်ကြပါတယ်။ ညီကိုဝမ်းကွဲတွေနဲ့စုဖွဲ့ထားရပြီးတော့တခါတလေမှလည်းသင်ကွဲအထီးတွေနဲ့လည်းအုပ်စုဖွဲ့တတ်ကြပါတယ်။ဒါပေမဲ့အများသောအားဖြင့်တော့အထီးအစုအဖွဲ့ဟာနှစ်နှစ်ကတည်း၃နှစ်လောက်ထိပဲကြာတတ်ကြပါတယ်။အကြောင်းအရာတော့ချင်းချင်းမသိမမြဖြစ်ကြတာတွေကစတာပေါ့။စုဖွဲ့နေစဉ်မှာတော့နေမီလူတာတွေပိုင်နဲ့တတ်မှတ်တာတွေလုပ်တတ်ကြပါတယ်။အရွယ်ရောက်ပြီးသားချင်းလေးတစ်ကောင်ကတနည်းကိုအသာ၁၀ပေါင်ကနေ၁၅ပေါင်အထိလိုအပ်ပါတယ်။ပေါင်၁၀၀တွေပေါင်၁၂၀လောက်ထိလည်းတထိုင်နဲ့စားနိုင်ကြပါတယ်။ ဒလူသားရဲ့ကြီးကြီးဟာဒီလောက်ပမာဏများများစားနိုင်တာမို့လို့အမဲလိုက်တဲ့အခါမှာအရန်ကျွမ်းကျင်နေမယ်ထင်တော့မှားပါလိမ့်မယ်သူတို့ရဲ့အမဲလိုက်အောင်မြင်မှုက၁၈ရာခိုင်နှုန်းကနေပြီး၃၀ရာခိုင်နှုန်းလောက်ပဲအောင်မြင်လို့ရှိပါတယ် ဒါကမအောင်မြင်တာများတဲ့လက္ခဏာကိုပြနေတာပါ။တမိနစ်လောက်ပဲပြေးနိုင်တဲ့သူ့ရဲ့အသက်လုံကြောင့်လည်းပါမယ်ထဲမှာတယ်။အမဲလိုက်ရမှာအမတွေကဥဆောင်တက်ကြပြီးတားကောင်ကြီးရဲ့ဆိုရင်တော့အထီးတရားပါကူညီပေးတတ်ကြပါတယ်။ချင်းသိမ်းမတွေရဲ့တပောက်မှုကအသာရရှိမှုနှုံးနဲ့ဆက်ဆက်နေပါတယ်။တပောက်ဖို့ရာသီစောင့်နေရလည်းမလိုကြပါဘူး။တပောက်ရင်လည်းအဖွဲနဲ့ခွဲပြီးတပောက်တက်ကြပါတယ်။ အပေါက်လေးတွေဟာတလာသားရောက်မှသူတို့ရဲ့အဖွဲ့စီကိုခေါ်လာကြပြီးမိတ်ဆက်ပေးတတ်ပါတယ်။တပေါက်လေးတွေကိုတော့ချင်းသိမားတွေကအုပ်စုလိုက်ဝိုင်းဝန်းဆောင်ရှောက်ပေးလိရှိပါတယ်။ဒါပေမဲ့လည်းတပေါက်တွေရဲ့အသက်ရှင်တန်မှုတော့အရင်ကနည်းပါတယ်။အကြောင်းမျိုးမျိုးကြောင့်ဆယ်ကောင်မှ၈ကောင်လောက်ကအသက်နဲ့နဲ့မပြည့်ခင်မှာပဲဆုံးဖို့ကုန်ကြပါတယ်။ အများဆုံးကတော့အခြားတင်ခွဲတီးချင်းတွေအုပ်စုကလက်ရှိချင်းတွေရဲ့ခေါင်းဆောင်ကိုတိုက်ခိုက်သိမ်းပိုက်လိုက်လို့ပါတဆက်ထဲရင်ထီးရဲ့ကလေးတွေကိုပါအစားဖြောပြစ်လိုက်ပါတယ်ဒါရဲဆက်တဲ့ဆိုပေမဲ့လည်းရည်ရွယ်ချက်ကတော့ရှိနေပါတယ်သူတို့ရဲ့မျိုးဗီဇာကိုပြန်ပွားဖို့အတွက်အမားတွေယာယီဆက်ဝန်းကိုပြန်ဆဖို့ရှင်းပစ်လိုက်ရတဲ့သဘောပါပဲသဘာဝရဲ့ရဲဆက်မှုတစ်ခုပေါ့ တခါမှုတွေမရှိဘဲအသက်ရှင်နေတဲ့ရှင်သေးပေါက်လေးတွေကသူတို့ဖြစ်ချင်းတွေထီးကြီးအုံဆုံးနေတဲ့တိုင်းပြည်မှာတော့မင်းသားလေးတွေပါပဲအသက်နဲ့နဲ့ကတွေ၃နှစ်အတွင်းသားပေါက်လာကြပြီးကိုလုံးကိုတည်းဖွံ့ဖြိုးလာတဲ့အချိန်မှာတော့အထီးလေးတွေတွေအိမ်မဆိုးကစလာပါတော့တယ်သူ့အဖေချင်းတွေထီးကပြိုင်ဖွဲ့လို့စမြင်လာတာပါဒီလိုနဲ့အဖွဲအားတွေနင်းထုတ်ဖို့ဖြစ်လာတော့တာပါပဲအကြောင်းကတော့စေမျိုးချင်းမိလိုက်တဲ့ပြဿနာတွေအဖွဲအတွက်အစာဝင်ပြီးနေတာတွေလည်းဖြစ်လာလို့ပါ အကြောင်းကတော့ချင်းတီထီထီရအမဲလိုက်တာတဲ့ဆိုင်အစစားတာပုံများနေတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။အများသောအားဖြင့်နင်းထုတ်တဲ့အခါမှာအထီးပေါက်တွေအကုန်လုံးကိုတခါတည်းတပြိုင်တည်းနင်းထုတ်တာများပါတယ်။နောက်ထုတ်ခံရတဲ့အချိန်မှာတော့သူတို့အတွက်အခက်အခဲဆုံးအချိန်ပါပဲ။အစာငတ်မမှုနဲ့အန်ဒီရအမျိုးမျိုးကြောင့်ချင်းတီအထီးတော်တော်များများကသူတို့ရဲ့အသက်၅နှစ်ပြည့်မွေးနေ့ကိုမရောက်နိုင်ခဲ့ကြပါဘူး။ဒါကြောင့်တကောင်လေးရှင်တန်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါကြောင့်မလို့လေအုပ်စုငယ်လေးတွေဖွဲ့စည်းလာကြတာပါ။ဒါကအစာခွင့်ဆက်အောက်ကတွေလွတ်မြောက်နိုင်တဲ့တခုစီးသောနီးလန်းလည်းဖြစ်ပါတယ်။ ဲ့ဒီကနေအသက်၄နှစ်၅နှစ်ကြာမှတမားတဲ့ရှင်သေးပေါက်တွေအဖြစ်ရောက်ရှိလာပါတယ်။လက်ဆက်ထဲမှာပဲနေမီထူထောင်တာတွေတတ်မှတ်တာတွေလှုပ်လာကြပါတယ်။အားနေတဲ့လူထင်းတဲ့ရှင်သေးထီထီရဲ့နေမီတွေကိုပါအဖွဲလိုက်တိုက်ခိုက်သိမ့်ပတ်တာမျိုးတွေလှုပ်လာပါတယ်။တခြားအဖွဲ့ရဲ့ချင်းသေးထီးတကောင်ကိုနန်းချသိမ့်ပိုက်ဖို့ဆိုတော့လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။အတွက်မွားသွားရင်ပြီးဆက်ရတာလည်းမသေးပါဘူး။တကယ်သိမ့်ပိုက်တော့မယ်ဆိုရင်ဟိဟောက်တန်နေနဲ့အရင်အားပြကြပါတယ်။ဖက်စလုံးကနောက်မဆုတ်ဘူးဆိုရင်တော့ဝုံလန်းကျဲတာတိုက်ခိုက်ကြပါတော့တယ်။ ရှုံသွားခင်းရင်တော့အသက်ပေးလိုက်ရတာကပုံများပါတယ်။ထိုအဖွဲ့ရဲ့ဘရင်ဖြစ်လာပြီဆိုရင်တော့သူတို့ရဲ့ညီကိုတွေနဲ့သူအုပ်စုကိုတခါရဲအုပ်ချုပ်ပါတယ်။ဒီပိုင်းနဲ့ထဲမှာနေမီတွေကိုပတ်ပြီးသူတို့ပိုင်ဆိုင်ကြောင်းဟိန်းဟောင်းဆန်ပြီးရင်စီးခွဲပါတော့တယ်။အဖွဲ့ထဲမှာရှိတဲ့အရင်ချင်းတွေထိရဲ့တပေါက်တွေအကုန်လုံးကိုလည်းရှင်းပြစ်ပါတော့တယ်။ဒါလိုလိုဆင်လိုကိုဖြစ်နေတဲ့သဘောလေးဖြစ်ပါတယ်။ဒါကြောင့်ရှင်သေးတွေရဲ့ကဘာဟာနေမီအစားအစာမျိုးပွားမှုတွေအတွက်အသေးကြီးတိုက်ခိုက်ရင်တန်လျာလည်နေကြတာပဲဖြစ်ပါတယ် ။နောက်ရက်တွေမှာတင်ခွဲအထီးအုပ်စုတွေအခြားချင်းလေးကလန်တွေရဲ့အကြောင်းတွေကိုတင်ဆက်ပြောပြပေးမှဖြစ်လို့ဆက်ခရိုင်လေးနှိမ့်ခဲ့ကြပါအောင်။အဆုံးအထိကြည့်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။